မင်္ဂလာပါရှင်မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးနယူးယောက်မသွားရရှာပဲမော်စကိုတို့သာမြန်ရရှာလီပြီဆိုတဲ့သတင်းဆောင်ပါတပုတ်ကိုတင်ဆက်ပေးပါမယ်ယခုကမင်းအောင်လိုက်သည့်၎င်းအသောအချင်းဆုံးနယူးယောက်တို့မရောက်ရရှာပဲမော်စကိုတို့ရောက်ရှိသွားပြီဖြစ်ပါတယ် စက်တင်ဘာလ26ရက်မှ28ရက်နေ့ထိမော်စကိုမှာကျင်းပမယ့်ကမ္ဘာအနုမျိုးစွမ်းရင်တင်ပတ်ဖိုရမ်ကိုတက်ရောက်ရန်ထွက်ခွာသွားပြီးဖြစ်ပါရယ်အနုမျိုးစွမ်းရင်အစည်းအဝေးများဖော်ဆောင်နေသည့်နိုင်ငံများမှခေါင်းဆောင်များတက်ရောက်မှာဖြစ်သည်ဟုစေယုစုမီဒီယာများကဝင်ဝင်ကြွားကြွားဖော်ပြနေကြတော့လေတကယ်တမ်းတွင်ပူတင်၏တပည့်ရင်းချာများဖြစ်ကြသောဘယ်လာရုစ်သမ္မတ အာမေးနီးယားဝန်ကြီးချုပ်အီရတ်ဝန်ကြီးချုပ်တို့သာတက်ရောက်ဖို့ရှိနေပါတယ်။ကျန်နိုင်ငံများကတော့ညွှန်ကြားမှုချုပ်အစဉ်ရှိအစိုးရဖွဲ့ကိုယ်စားလှယ်များကုမ္ပဏီကြီးများမှကိုယ်စားလှယ်များသိပ္ပံပညာရှင်များနဲ့စီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ကြမည်ဖြစ်ပါတယ်။ မြန်မာပြည်တွင်နျူကလ িয়ার ဓာတ်ပေါင်းပုံအသေးစားပေမရှိသူတေသနာဌာနလည်းမရှိသေးထို့ပြင်နျူကလ িয়ার စီမံကိန်းသည်ငွေကြေးအများကြီးကုန်ကြမှာဖြစ်၍လက်ရှိပြည်ပရောက်အလုံသမားများထံမှပင်လက်ကုံနိုင်နေရသည့်စေုပ်စုလုံနိုင်မည်အရာဟုမြည်သူကမှလေးလေးနက်နက်စဉ်းစားမနေကြပေနျူကလ িয়ার ဆိုင်ရင်ပူပေါင်းဆောင်ရွက်ရေးအတွက်နားလည်မှုစာချုပ်လာ MOU ကို2023ခုနှစ်တွင်လက်မှတ်ရေးထိုးခဲ့ပါသည်နားလည်မှုစာချုပ်လာဆိုသည့်ကလည်းတကယ်တမ်းအကောင့်အထည်ဖော်မည်စာချုပ်စနန်းမျိုးမဟုတ်ပေလောက်ကြရအောင်ဆိုသည့်ကြေညာသည့် င့်မျိုးသားရှိပါတယ်သို့သောရုရှားသည်၎င်းတို့နောက်တွင် မမမမရဲ့နေသည်ဟုလူမိုင်အားကိုနေလူရှည်အောင်ဟန်ရေးပြနေတဲ့အဆင့်သားရှိပါတယ်သို့တော်လည်းရုရှားကိုကိုယ်တိုင်ကိုကြဝင်တိုက်ပေးခဲ့သည့်စီးရီးယားတွင်ပင်အောက်ဆက်ထွက်ပြေးသွားရသည်ကိုကြည့်၍မြေသူကများလည်းအထင်တကြီးမရှိကြတော့ပေ လက်ရှိတွင်88ကြိမ်မြောက်ကုလသမဂ္ဂထွေထွေညီလာခံကြီးကျင်းပနေပြီဖြစ်ရာနိုင်ငံပေါင်းစုံမှသမရများဝင်းကြီးချုပ်များစုံညီစွာမိန့်ခွန်းအတီးတီပြောကြားရန်တပွဲပွဲရောက်ရှိလာနေကြခြင်းလည်းဖြစ်ပါသည်ဘင်္ဂလားဒေ့ရှ်ဝင်းကြီးချုပ်မိုဟာမက်ယူနွတ်သည်လည်းညူယောက်တွင်ချိန်ကပ်၍ရိုဟင်ဂျာရေးဖြစ်ရှင်ရန်ညီလာခံတရက်ကိုစက်တင်ဘာ30ရက်မှပြုလုပ်သွားရန်စီစဉ်ထားသည်ဟုသိရပါသည်လက်ရှိမှာမြန်မာနှင့်အာဆီယံကောင်ဆောင်များသည်တန်တမန်ရေးရာရှေ့မတိုးနောက်မဆုတ်ဖြစ်နေကြပါသည်စေယုတ်စုမှာ လက်ရှိမှာမြန်မာနေအာဆီယံကောင်းဆောင်များသည်တန်တမန်ရေးရာရှီမတိုးနောက်မဆုတ်ဖြစ်နေကြပါသည်ဆေးဥစုမှ၎င်းတို့အကြီးကျယ်မျှော်မှန်းထားသည့်ရွေးကောက်ပွဲဆိုသည်ကိုအာဆီယံမှဝင်ရောက်မဆွဖက်နိုင်ရန်ပိတ်ဆို့ဟန်တားနေသည်ဟုဟောင်ကောင်ရှိ South China Morning Post သတင်းစာမှရေးသားထားပါသည်အာဆီယံ၄နိုင်ငံမှနိုင်ငံခြားရေးဝန်ကြီးများခီးစဉ်ကိုလည်းရွှေ့ဆိုင်းပေးလိုက်ရပါသည်ထို့သောရွှေ့ဆိုင်းလိုက်ရခြင်းမှာလည်းမဲအောင်လိုက်သည်၎င်း၏ရွေးကောက်ပွဲအားအထက်နိုင်ငံကြီးများဖြစ်သောတရုတ်နှင့်အိန္ဒိယတို့မှထောက်ခံမှုရထား၍အာဆီယံ န်ပြောလာမည်ကိုနားထောင်ခြင်းစိတ်မရှိဖြစ်လာ၍ဟုလေးလာသူများကသုံးသပ်ကြပါသည်။၎င်းတို့ချိန်နှံ့အောင်လည်းပြောဆိုလုပ်ကိုင်ပေးစရာမလိုဟုယူဆလာပါသည်။အာဆီယံမှဆေးဥစုကိုယ်စားလှယ်ရွေးကောက်ပွဲထက်ငြိမ်းချမ်းရေးရဖို့သာဦးစားပေးရမည်ဟုအသိပေးထားခဲ့ပြီးဖြစ်ပါသည်။အာဆီယံမှမြမအရေးအားပအဝင်ပတ်သက်သူအလုံးနဲ့ထိတွေ့ဆက်ဆံပြေရှင်းသွားရန်စိတ်ပိုင်းဖြတ်ထားပြီးဖြစ်ပါသည်။ ရင်းသည်စေအုပ်စုနှင့်ဆက်ဆံရေးတွင်ရှေ့ချောင်းအစင်လာတစ်ခုဖြစ်သွားနိုင်သည်ဟုရည်သားထားပါသည်။အာဆီယံသည်လက်ရှိစစ်ပွဲကိုဆွေးနွေးအပြေရှားပြီးရပ်တန့်ရန်လိုအပ်လျက်ပြည်ခန့်ရေးဆဲရေးကိုလေ့လာဆောင်ကြဉ်မည်အဖွဲ့များဆင်လုပ်ရန်ရည်ရွယ်နေပါသည်။ဤသည်ကပင်မင်းအောင်လိုင်းတို့အုပ်စု၏ရည်ရွယ်ရေးအမှန်ကိုမတုံ့တက်နိုင်ပဲစိတ်ကူးဖြင့်တိုက်ဆောင်နေကြခြင်းသာဖြစ်ပါသည်။၎င်းတို့ဘာသာပြတ်တန်းထားတဲ့ပြည်တွင်ရေးဝင်မဆွက်ဖက်ရအဖွဲ့ဝင်နိုင်ငံတနိုင်ငံပွေးဖောက်လာပါကအရေးယူရမည်ပြတ်တန်းချက်များမရှိ၍ရွာလည်နေသည့်အဖွဲ့ သားဖြစ်ပါတယ် မေအောင်လိုင်းရိတ်ကောက်ပဲဆိုသည့်ကစီးဥချုပ်ရေးဆိုသည့်စင်ကောင်ကြီးအားဒီမိုကရေစီဆိုသည့်စိတ်တည်းဖြင့်ဖုံးအုပ်ရန်ကြိုးပမ်းခြင်းတတ်တတ်တာဖြစ်သည့်ကိုပြည်သူတရက်လုံးကနားလည်ထားကြပြီးဖြစ်ပါသည်။၎င်းတို့မြည်သောသောချိန်တွေများရောက်ရောက်ပြည်သူများအပေါ်ကျူးလွန်ခဲ့သည့်ပြည်မှုများကအရေးလိုကပ်ပါလာပြီးအမည်လိုခြောက်လန့်နေမိတာဖြစ်ပါသည်။လက်ရှိတွင်တော့လူအသက်တချောင်းကိုပရွက်စိတ်တကောင်များလောက်ပင်တန်ဖိုးမထားတတ်တဲ့ကြောင်းမက်ပွဲကောင်းလာတဲ့ဆရာနာရှင်စနစ်ဆိုကြီးမြမမြေပေါ်မှာခေါင်းထောင်နိုင်ရန်အာယူနေပြီးဖြစ်ပါသည်။ ရုပ်ရည်ယူဘက်ကအသင့်အတင်းများပဲမရှိတရုတ်ဆောင်အရေးချင်းလက်တစ်စက်မြမရှိပါပဲလျက်ငွေတို့ပိုက်ပြီးရုပ်ရှင်မင်းသားဝင်လုံနေသည့်ဇက်ထုတ်ကိုမကြည့်မနေရကြီးကြရတော့မြည်ဖြစ်ပါတယ်အာနာသာတင်လိုက်တော့လေတိုင်းပြည်ကိုအုပ်ချုပ်နိုင်စွမ်းမရှိကြပေါ့ဖော်ကြီးကဲပါကျွမ်းမင်းကြီးကဲပါနဲ့တိုင်းပြည်အချုပ်ချာအာနာကိုအပေါင်းထားပြီးအသက်ဆက်နေကြရသည့်ဘဝရောက်နေကြသူများဖြစ်ပါတယ်မြည်တို့ပင်စကားပရိရဲ့အရာဖြင့်ပုံကွယ်ဖို့စူးစမ်းနေတော့လေ၎င်းတို့ဘဲချေဆိုင်နေပြီဆိုသည်ကိုပြည်သူများသာမကနိုင်ငံတကာ ာကပါကောင်းစွာတည်နာလည်နေကြပြီဖြစ်ပါတယ်ထို့မြတာမကားသည့်နိုင်ငံတကာတရားရုံးများကလည်း၎င်းတို့ကိုရုံးတင်စစ်ဆေးနိုင်ရန်တက်တည်ထောက်ထားများအစဉ်သင့်စုဆောင်းထားကြပြီဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်ကောင်စာမိုဟာမက်ယွန်းနွကတကမာလုံးအနေဖြင့်မြန်မာစစ်အုပ်စု၏ရုံးမာရက်ဆက်ဆက်ဆုပ်ရွှရှာပွဲကောင်းသောလူမျိုးရေးတန့်စင်မှုကျွလွန်မှုအားပြည့်ပြည့်တတ်တာဆန့်ကျင်ရည်တည်သွားပြီး၎င်းတို့နှင့်ဆက်ဆံရေးကိုလည်းပြန်လည်စဉ်းစားကြပါရဲ့မကြသေးမီကတိုက်တွန်းလာခဲ့ပြီးဖြစ်ကြောင်းသိရပါသည်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရေကြီးအမြောက်တပ်နှင့်ကြေးရွာများတွင်တိုက်ပွဲပြန့်ဖြစ်နေပြီးပြစ်ခတ်တပ်များကြားရတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ EAR တိုင်းရေကြီးမျိုးနဲ့ငတိုင်းချောင်းမျိုးအမတ်344အမြောက်တပ်အမတ်344အနီးရှိကြေးရွာများတွင်တိုက်ပွဲများပြန်လည်ဖြစ်ပွားနေကြောင်းသိရပါတယ်။ရေကြီးမျိုးနယ်တွင်ပြီးခဲ့တဲ့စက်တင်ဘာ22ရက်နေ့မှစတင်ကား နှစ်ဖက်ပြန်လည်ပြစ်ခတ်တမ်းများထွက်ပေါ်လာပြီးတိုက်ပွဲပြန်လည်ဖြစ်ပွားနေကြောင်းသတင်းရှင်းပြများထံကသိရပါတယ်။လက်နက်ငယ်ပြန်လည်ပြစ်ခတ်တမ်းတွေပြန်ကြားရတဲ့ဒရုန်းပုံတွေလည်းကျဲတယ်ပြီးခဲ့တဲ့သတင်းဘက်တွင်ကပဲလေရင်နဲ့ရေကြီးရွာဘက်ကျဲခံရတဲ့တိုက်ပွဲပြန်ဖြစ်နေပါတယ်ဟုရေကြီးဒေသခံတဦးကပြောပါတယ်။စစ်ကောင်မရှင်ကပြီးခဲ့တဲ့စက်တင်ဘာ18ရက်မနေ့3နိုင်မှစတင်ကရေကြီးရှိငတ်တိုက်မြက်တို့စီစုံကုန်းကျဲရွာများကိုလေကြောင်းမှပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။စစ်ကောင်မရှင်ဟာအရက်ခတက်တော်အေးနဲ့ပူပေါင်းတပ်ဖွဲ့ဝင်များ ခိုလုံခွေမရှိစေရန်ရေကြီးအမြောက်တက်နီးကျေးရွာများကိုလည်းဩဂုတ်လနောက်ဆုံးပတ်မှစတင်ကပြောင်းရွှေ့ခိုင်းတာကြောင်းသိရပါရယ်ရေနသာစစ်စေးဂိမ်းနဲ့ငတိုင်းချောင်းလမ်းတစ်လျှောက်မှာလည်းကာကင်းစခန်းငယ်များတိစောက်တာကဆင်းရဲပြင်းစင်ထားပြီး အမြောက်တက်သုံးလေးလေးတွင်းကိုလည်းကြီးကဝတ်ဆောင်အပြည့်ဝတ်ဆင်ထားတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်များကိုစစ်ကားသုံးစီးဖြင့်ခေါ်ယူအင်အားဖြည့်ထားကြောင်း စစ်သုံးကားကြီးများဖြင့်ခေါ်ယူအင်အားဖြည့်ထားကြောင်းဒေသခံများထံကသိရပါသည်စစ်ကောင်မရှင်ကလေးမျက်နှာမျိုးနှင့်ဆက်ရှိဆက်ဆက်ရွရွာမှလည်းစစ်ကြောင်းထိုးအင်အားဖြည့်နေသည့်အတွက်ဤပူးပေါင်းတပ်များနှင့်တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်းသိရပါသည် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့တပိတ်ချင်းမြို့နယ်ချောင်းကြီးရွာနီးတဝိုက်ကိုစစ်တပ်ကလေရင်ဖြင့်လေးချိန်ပုံးကျဲတိုက်ခိုက်မှုပြည်သူ့နှုတ်ဦးစိုးရင်တန်ရာရပြီးအဆောက်အဦများပျက်စီးတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ချောင်းကြီးရွာနီးတဝိုက်ကိုအကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်လေးချိန်ပုံးကျဲတိုက်ခိုက်ရာပြည်သူ့နှုတ်ဦးစိုးရင်ရတန်ရာရပြီးအဆောက်အဦများပျက်စီးခဲ့ကြောင်းဘွယ်ယော့စ်မန္တလေးမှတာဝန်ရှိသူတို့ကပြောပါရတယ်။ ယနေ့စက်တင်ဘာ25ရက်မွန်လွဲ12နာရီမိနစ်50ခန့်တွင်တပိတ်ချင်းမြို့နယ်ချောင်းကြီးရွာဤတဝိုက်ကိုအကျန်းဖက်စစ်တပ်ကလေရင်ဖြင့်နှစ်ကြိမ်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုတွင်ပြည်သူများထိခိုက်မှုမရှိဘဲအဆောက်အဦများပျက်စီးခဲ့ကြောင်းသိရပါသည်။အလားတူယနေ့မွန်လွဲ12နာရီ58မိနစ်ကမှဂျက်ဖိုက်တာတစ်စီးကချောင်းကြီးရွာဤတဝိုက်ကိုနှစ်ကြိမ်ပုံထပ်မံကျဲချတိုက်ခိုက်ပြီးပြည်သူနှုတ်ဦးစိုးရင်ရတန်ရာရရှိကအဆောက်အဦများလည်းပျက်စီးခဲ့ကြောင်းသိရပါသည်။လက်ရှိအချိန်မှာချောင်းကြီးရွာမှာနေထိုင်တဲ့ပြည်သူ များဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပြီးအကြမ်းဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများဇက်တိုင်းလှုပ်ဆောင်နေ၍ပြည်သူများတရိပ်ပြုတ်နေထိုင်ကြရဲဒေါ်လန်ရေးအင်အားစုများကမြစ်တာရက်ခံထားပါတယ်။ချောင်းကြီးရွာနီးတဝိုက်ကိုစစ်သားတွေကလေရင်နဲ့လေးချိန်ဘုံကျဲတိုက်ခိုက်သွားပါတယ်။ပထမနှစ်ချိန်ဘုံကျဲတိုက်ခိုက်တာပြည်သူတွေထိခိုက်မှုမရှိဘူး။ဒုတိယချိန်နှစ်ချိန်ထပ်ပြီးဘုံကျဲတဲ့အခါမှာအမျိုးသားနှုတ်ဆိုရင်ရတန်းရာရခဲ့ပါတယ်ဟု Bios Mandalay မှာတာဝန်ရှိသူကပြောဆိုပါတယ်။ ထို့ပြင်စက်တင်ဘာလ22ရက်နေ့ကလည်းတပိတ်ချင်းမြို့နယ်ကြောက်ဖြာချင်းရွာကိုအကျန်းဖက်စစ်တပ်ကဝိုင်းတွဲလျင်ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရမှာချင်းရွာနေပြည်သူလူထုတေဆုံးပြီး၁၀ဦးထိခိုက်ဒဏ်ရာရရှိကနေအိမ်များလည်းထိခိုက်ပျက်စီးခဲ့ကြောင်းသိရှိရပါသည်။